送呀宽牛。哦，这边不是多年老马嘞，那宽牛没事的嘛嘞，喏，今天那宽牛没多少，都要过关，那宽牛涨价嘛，我喏，大力配来，喏，涨价的就是利亚的嘛，呗，你喏，大哎老喏。Sao yeah. ။သူကတော့ကျွန်တော်ရဲ့ဆရာလို့ပြောလိုက်တဲ့ရတယ်။ဂီတာမှာသူကကျွန်တော်အတိုင်းတော်တယ်။ဂီတာတီးတာမှာအရှင်းဆိုတာမှာပဲ။ကျွန်တော်တို့နှစ်ယောက်ကတယောက်တယောက် respect အများရှိတယ်။တယောက်စကားတယောက်နဲ့နားထောက်တယ်။ကျွန်တော်တချင်းနေတယ်သူကဆိုပေးတယ်။ကျွန်တော်မှိုင်းနေတယ်သူကထောက်တယ်။ဟိုပြောမနာစုမနာတကယ်ပေါ့လေ။ညီကိုပါ။ကျွန်တော်အဲ့လိုမရတော့ကျွန်တော်တင်ညာနဲ့အဲ့လိုပဲ။အဲ့လောက်ထိပါ။နောက်နေ့ကျတော့ဘွန်ဒီဆုံးတော့ အပူဆိုးရတော့နေလောက်ရအိမ်မပြောဘူးဆိုတော့ကျွန်တော်တရားမှတ်ပါတယ်တရားနဲ့ပဲကျွန်တော်နေပါတယ်တရားနဲ့ပဲဖြေပါတယ်ဟုတ်ကဲ့တရားနဲ့ဖြေမှပဲနေလို့ရတာပေါ့လက်ခွန်ညိုတဲ့ချင်းကြီးတဲ့ကိုကြကြော်ဒီနေ့ကိုဗစ်တခင်ညိုရဲ့နောက်ဆုံးပြရမယ့်ကာရဝကိုကျွန်တော်လာပြတာပေါ့နော်လာပြီးလှုပ်ဆက်တယ်စိတ်တော့မကောင်းဒါပေမဲ့တရားတော်ဘုန်းနဲ့ကြတော့နားလည်ပြီးသားဆိုတော့လေကျွန်တော်တို့အားလုံးမြစ်တိတ်ကြရမှာဆိုတာ ဲ့အကြောင်းလေးပေါ့နော်84ခုနှစ်လောက်ရှိမယ်တချင်းလေးကတော့ဟိုကဘုံဘဝရဲ့တချင်းအမြဲသွားပို့တယ်လေတော့ဘာအဲ့ညညညတော့ဖြစ်မှာပေါ့နော်အာဒီယာလမ်းမှာလေဘုံဘဝချင်းဆိုကိုဗစ်ကလည်းအဲ့တော့ကိုဗစ်တခင်ကျွန်းစကားမပြောဘူးကြည်တွေ့ဘူးရဲ့တွေ့ဘူးရဲ့ဆိုတော့သူကအနောက်မှာထိုင်တယ်အဲ့တချင်းလည်းပြေးပြီးတော့ကိုတိုနီကိုတိုနီကဘုံဘဝမှာနော်သူကကိုတိုနီရဲ့အဲ့ချင်းကိုကြိုက်တယ်ကွာလေအကြိုက်စရာကိုကြားတယ်အဲ့ချင်းကိုဗစ်ကဆိုချင်တယ်ပေါ့ညရည်လေ ဘလူအတွက်မှမို့လာတွားပို့တယ်ကြိုက်တဲ့လူဆိုလို့ရတယ်ဆိုတော့နော်ပြာအတူလည်းဆိုတော့အဆင်ပြေသွားတာမို့လို့အမဲဖြစ်သွားတော့နော်သူနဲ့ခွဲလို့မရဘူးမြတ်กว่าညီလည်းဟုတ်တယ်ငယ်ဖုံးနေပေါ့နော်ဟိုတော့ဝါသနာတူတော့တော့ဝါသနာလည်းသူအတူလဲနေလာကြတော့အမှုပညာကိုချစ်တဲ့လူပေါ့နော်သူအားပေးတဲ့ပိတ်တက်ကြလဲလာကြတယ်ပေါ့နော်အတူအလုံးလုံးတဲ့လူလာကြတယ်ဆိုတော့လာနေတဲ့ကြအားလုံးကတော့ဒီလိုရောက်တဲ့အခါကျတော့တရားသဘောနဲ့ကတော့ရှိပြီးသားပဲလေနော် စိတ်မကောင်းတာတွေလို့ကတော့အားလုံးကတနည်းအဲ့လိုသွားကြမယ်ဆိုတော့တိပြီးသားပါအဲ့ဒါကြောင့်မို့ဒါလည်းခုနကငွေကြေးမျက်ခွန်မျိုးလို့ဒီနေ့အနေနဲ့ရှင်းတန်နေပါရှင်းတန်နေမှာဟုတ်ကဲ့အဲ့ဒါလေးပြောပြပါဦးဟောကိုဗစ်မရှိတော့ညာတော့ပါလေမျက်ခွန်မျိုးအမျက်ရှိနေမှာလေနော်ဒီနေ့မျက်ခွန်မျိုးအမျက်တွဲဆိုတော့သူ့ရဲ့ကိုဘွားမျက်ခွန်မျိုးကြံခဲ့မှာပေါ့နော်ဒါလေးဖွင့်တိုင်းကျွန်တော်ကြံခဲ့တဲ့လူတွေသတိရနေမှာပဲလीနော်ဒါအဲ့ဒါပေါ့နော်ကိုဗစ်တော့ပေါ့နော်ကိုဗစ်အတွက်ပေါ့နော်ကိုကတော့ခရစ်ယာန်ဆိုတော့ ဘုရားသခင်သူ့အတွက်အိမ်ကြီးဆောက်ထားပြီးပြီလေသူ့နေစရာအိမ်လေးအခန်းလေးလောက်ထားပြီးဆိုတော့နောက်လူလူပဲလူပဲသူ့အတွက်ကအခန်းတော့ရှိပြီးသားပဲနော်ဒီကောင်းကင်တိုင်းနေနေဒီချိန်နေမှာပါနော်သွားလာလှုပ်ရှားတယ်ဒီချန်ခဲ့တဲ့အမဘောနော်သူ့ဇနီးသားသမီးသူ့နဲ့ပတ်သက်တဲ့တွေးချင်းတွေတကယ်ကြီးမရှိသေးဘူးကောင်းကင်နိုင်ငံတနေငံတနေရနေဒီချိန်နေမှာပါလို့နော်ကျွန်တော်ရဲ့ဗိတ်တဲ့ခင်ကျော်ရဲ့ဘော်နီရဲ့ကတော့တော့ယောက်ကအမြဲတမ်း တပတ်တခါတုံးကိုနှစ်ပတ်တခါအနေနဲ့တွင်းနေကြပါတွင်းရင်လည်းဟိုလေတူတူစားကြစားကြပါဘယ်မဲစားကြသူတရှင်းဆိုကြပါဒါဒါတော့လုံးနေကြလုံးတတော်နှစ်ယောက်ကဟိုကျွန်တော်မိတ်ဆွေတွေပူပါတော့တိတ်မပြောရင်မြန်မာဆိုတော့ရန်ချစ်တယ်ရန်လည်းဟုတ်ကဲ့ဆိုင်ရုံးတွေချစ်ခဲ့ကြပါဟုတ်ကဲ့နှစ်ပေါင်းတော့ကြပါပြီတော့ပတ်သားစကြည့်ရတယ်ဂီတာ ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြောရင်လည်းစိတ်ထိခဲ့ပါဟုတ်တယ်ဒါတော့မပြောကြဘူးအသိမပြောချင်ဘူးဟုတ်ကဲ့ကျွန်တော်လူရင်းနေရောက်သူကတော့ကျွန်တော်ရဲ့ဆရာတို့ပြောလိုက်တဲ့ຢာဂီတာမှာသူကကျွန်တော်အများကြီးတော်တယ်ဂီတာတီးတာမှာအရှင်းဆိုတာမှာသူကျွန်တော်နှစ်ယောက်ကတယောက်တယောက် respect အများရှိတယ်တယောက်စကားတယောက်နဲ့နားထောက်တယ်ကျွန်တော်တရှင်းနေတယ်သူကဆိုပေးတယ်ကျွန်တော်မှိုင်းနေတယ်သူကထောက်တယ်ဟို ပြောမနာဆုမနာတကယ်ပေါ့လေညီကိုပါနောက်ဆုံးအချိန်ကြီးတော်တော်ကြီးသွားပြောကြရအောင်ကျွန်တော် तू ကျွန်တော်အမေဆုံးတော့ तू စကား तू လည်းစကားသိမပြောနိုင်တော့တော့ကျွန်တော်ကဘိုက်တက်မောနေမယ်ကျွန်တော်ဖုန်းနဲ့ပြောရတယ်ရတယ်လို့ तू အိမ်လည်းမလာမလာမနေလို့အမေဆုံး तू ရမ်းလာခြင်းလည်းမလာနေတော့လို့မှဘွန်ဒီတဲ့အချိန်မှာကောင်းမှုဆိုတော့လောက်ပဲကျွန်တော်ပြောပြတယ်နောက်ကျွန်တော်သူ့ရှိတဲ့ connect ကျွန်တော်မရတော့နောက် तू ဆုံးမရပါဘူးကျွန်တော်တို့မတွေ့ပြကြတော့ဒီကြားထဲမှာကျွန်တော်လည်းကျွန်တော်မေကိစ္စဘာကိစ္စကျွန်တော်လည်း လုံးတွေရှုပ်နေတယ်တော့စကားမပြောပြဘူးဘာသူဆုံးမှာပဲကျွန်တော်သူ့သချင်းလေးတော့ပြန်ဆုံးမှာပဲကျွန်တော်ပြန်ဆုံးပြီးကျွန်တော်ပြန်တင်ပေးပါမယ်ကျွန်တော်လည်းပြောချင်ပါတယ်ငွေချင်းကောင်းအပ်ပြီးသားဖို့တော့ကျွန်တော်မြန်မာဆူတောင်းနေပါတယ်ကျွန်တော်တင်ငွေချင်းကျွန်တော်ညီကိုပေါ့ခေါင်းအပေါ်မှာရောက်ပါစေလို့ဆုတောင်းပါဟုတ်ကဲ့ဆုံးတဲ့ဆုံးတဲ့တည်ရင်ကြားလိုက်တော့ဘလောက်တောင်ရှော့ဖြစ်သွားတယ်ကျွန်တော်အဲ့လိုမရတော့ကျွန်တော်အဲ့တညာတော့အဲ့လိုမရ အဲ့လောက်တိရောနောက်နေ့ကျတော့ဘွန်ဒီဆုံးတော့ပို့ဆိုးရတော့နေ့လောက်ကအိမ်မပြောဘူးဆိုတော့လေကျွန်တော်တရားမှတ်ပါတယ်တရားနဲ့ပဲကျွန်တော်နေပါတယ်တရားနဲ့ပဲဖြေပါဟုတ်ကဲ့တရားနဲ့ဖြေမှပဲနေလို့ရတာပါ